ကုမ္ပဏီမှာလှုပ်လှုပ်နေတဲ့လူတွေပေါ့နော်နေမဆိုချောစေကိုကျွန်တော်ကုမ္ပဏီဘက်ကစာရွက်၃ရွက်ပေးပြီးတော့မှဖြစ်ခိုင်းတဲ့အချင်းကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒါကဘာလဲဆိုတော့ဂျပန်လိုပြောမယ်ဆိုရင်နေမဆိုချောစေပေါ့နော်မင်းသားဆောင်ကွန်ပါဝါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှော်ပေးသွားမယ့်အကြောင်းအရာလေးကတော့ပေါ့နော်ကျွန်တော်တို့ဂျပန်မှာနေတဲ့ညီကိုတွေအတွက်ပေါ့နော်နေမဆိုချောစေနေမဆိုချိုစေကကျွန်တော်ကုမ္ပဏီမှာလှုပ်လှုပ်နေတဲ့လူတွေပေါ့နော်နေမဆိုချိုစေကိုကျွန်တော်ကုမ္ပဏီဘက်ကစာရွက်၃ရွက်ပေးပြီးတော့မှ ဖြစ်ခိုင်းတဲ့အချိန်ကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒါကဘာလဲဆိုတော့ဂျပန်လိုပြောမယ်ဆိုရင် Neymar's choice ပေါ့နော်မြန်မာလိုကတော့ကျွန်တော်တို့နှစ်ကွန်အခွန်ချိန်ကြီးချင်းလို့တိုက်ပေးရတယ်ပေါ့နော်ဆိုတော့ဒီအခွန်ချိန်ကြီးချင်းဆိုတာဘာလဲဆိုတာကိုကျွန်တော်အနည်းငယ်ပြောပြပါမယ်ကျွန်တော်တို့နှစ်တစ်နှစ်မှာကျွန်တော်တစ်နှစ်လုံးလှုပ်ထားတဲ့လှုပ်အာခါပေါ့နော်ကျွန်တော်တို့ ဝင်ငွေကျွန်တော်တို့ short တခုစေးပေါ့နော်ကျွန်တော်တို့လာစဉ်အခွန်ဆောင်ပေးတာဝင်ငွေခွန်အဲ့ဒီအခွန်တွေကဂျပန်နိုင်ငံရဲ့ဒီဂျပန်နိုင်ငံတို့ဘက်ကပေါ့နော်ကျွန်တော်တို့လာစာထဲကနေခံမှန်းပြီးတော့နှုတ်ထားတာဖြစ်တဲ့အဲ့ဒီအခွန်တွေကသူကအတိအကျအတွက်ချက်ပြီးတော့နှုတ်တာတော့မဟုတ်ဘူးခံမှန်းပြီးနှုတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့လာစဉ်လူတစ်ယောက်ကပုံမှန်ရန်25000ရတယ်ကျွန်တော်တို့လူတယောက်ဆိုရင်တလားကိုကျွန်တော် short တခုဈေးကဝင်ငွေခွန်ကပေါ့နော် short တကူစေးကဝင်ငွေကောင်က9000လောက်ရှိမယ်9000အပေါ်လောက်ပြင်းများအပြင်9000လောက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြင်းများဆိုတဲ့ဟာကကျွန်တော်တို့ဒီအလုတ်ခံထားရတာပေါ့နော်ဟိုသူတို့တကယ်နှုတ်ယူတဲ့အချိန်မှာပေါ့နော်ပူပူတာတာလေးနှုတ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီနှစ်ကုန်ပိုင်းမှာကျွန်တော်တို့တစ်နှစ်စာဝင်ငွေအကုန်လုံးဘလောက်ဝင်ထားတယ်အဲ့ဒီထဲကမှကျွန်တော်တို့အခွန်ဘလောက်ဆောင်ထားတယ်ဆိုတာကိုကျွန်တော်တို့အသေးစားစနစ်တကျ ွက်ချက်ပြီးတော့နိုင်ငံတော်ဘက်ကနေတကယ်လို့ကိုရှိကနှုတ်ယူထားတဲ့ဟာတကယ်လို့သူတို့ကတွက်ချက်ပြီးတော့ပုံနေတယ်ဆိုရင်ကျွန်တော်တို့စီကိုပြန်လေပေးတာပေါ့နော်တကယ်လို့လိုနေခဲ့မယ်ဆိုရင်ကျွန်တော်တို့ကပြန်ဆောင်ပေးရတယ်အဲပုံစံတစ်ခုပြည်တယ်အဲ့ဒါကဘာလဲဆိုတော့ဂျပန်လိုပြောမယ်ဆိုရင်နေမတ်စုချောစေဒီနှစ်ကုန်အခွန်ချင်းကြီးချင်းလို့အတက်ပေးရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နဲ့အတူကြည့်ကြမယ် ပေါ့နော်ဒီနှစ်ကွန်အခွန်ချိန်ကြီးခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကနေပေါ့နော်ဆာရွက်၃၃ရွက်ရမှာပေါ့နော်၃ရွက်ကတော့ကျွန်တော်ခဏနေပြပေးသွားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီထဲကမှကျွန်တော်ဒီဖူယောခိုးကျော်ဖူယောခိုးကျော်ဆိုတာရှိတယ်အဲ့ဖူယောခိုးကျော်ဆိုတဲ့ဆာရွက်လည်းခဏနေကျွန်တော်ပြပေးသွားမှာဖြစ်တယ်ဆိုတော့ဂျပန်နိုင်ငံနှစ်ကွန်အခွန်ရှော့ပေါခြင်းဆိုင်ရာရှော့ထားခြင်းပေါ့နော်တကယ်လို့ကို့မှာမြန်မာနိုင်ငံမှာမိသားစုရှိတယ်မိသားစုစီကိုကျွန်တော်တို့တရားဝင်လမ်းကြောင်းကနေ အဲငွေထောက်ပံ့ငွေတွေလွှဲပေးထားတယ်ဆိုရင်ကျွန်တော်တို့အသက်တည်အထောက်အထားခံလုံတယ်ဆိုရင်ပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီလက်ခံပြေစာလေးကိုကျွန်တော်ဘန်တက်ကနေရယူပြီးပြီးဆိုရင်တော့ပြင်ကျွန်တော်တို့ဒီနေမသချိုးစစ်တင်တဲ့အချိန်မှာကျွန်တော်မှမိခိုးဗနယောက်ရှိပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဟိုရှောက်လွားမှာရေးဖြစ်ပြီးတော့တင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့လာမယ့်နေ့ထဲမှာပေါ့နော်ဒီသူတို့အခွင့်အရေးတွက်ချက်ပြီးရင်ကျွန်တော်တို့အတွက် အဲအခွန်တွေကို short ပေါ့ပြီးတော့ဗောနော်သူတို့ကျွန်တော်တို့မိကူဘယ်နှယောက်ဘယ်နှယောက်ရှိတယ်ဆိုတာကိုတကယ်တရားဝင်ပြနိုင်ခဲ့မယ်ဆိုရင်အခွန်တွေကိုဟိုကိုယ့်ရဲ့အခွန်တွေကနောက်နှစ်နောက်နှစ်တွေမှာဗောနော်ရောလာမှာဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီ name search စစ်မှာကျွန်တော်တို့ဒီ ဖူယောခိုးကြောဟိုတေရှာသာတကယ်စနစ်တကျတင်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့နောက်နှစ်တွေမှာအခွန်တွေကတိတိတတ်တာရော့လာမယ်ဘယ်ဘလို့အခွန်တွေရော့လာမလဲဆိုရင်ကျွန်တော်တို့ဒီ short ဒုက္ခဈေးလို့ခေါ်တဲ့ဒီဝင်းဝဲခွန်ရဲ့ဂျူးမင်းဈေးလို့ခေါ်တဲ့ကျွန်တော်နေထိုင်ခွန်ရဲ့ပေါ့နော်ဒီအခွန်နှစ်မျိုးကကျွန်တော်တို့ တက်လာလာမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကုမ္ပဏီဘက်ကရလာတဲ့စာရွက်ကိုကျွန်တော်နဲ့အတူကြည့်ကြည့်မယ်နော်ဒါဆိုရင်ကုမ္ပဏီဘက်ကနေကျွန်တော်ဒီလိုမျိုးစာရွက်ပေါ့နော်ဒီဟာကတော့ကျွန်တော်ဗလာပေါ့နော်ဘာမှမဖြစ်ထားတဲ့ဟာကိုကျွန်တော်ရလာမဲ့စာရွက်ကိုပြပြတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကုမ္ပဏီဘက်ကဒီနားလေးမှာကုမ္ပဏီရဲ့အမည်လိပ်စာကုမ္ပဏီကတက်ဆိုင်တဲ့လူကြီးဒါကုမ္ပဏီရဲ့ဒီဟိုပါပေါ့နော်ကျွန်တော်တို့ဒီနံပါတ်တွေပေါ့နော် license number တွေဒီနေရာမှာပါလာမှာဖြစ်တယ် ဒီဆာမျက်နှာရှိမယ်ပြီးတော့ကျွန်တော်တို့နောက်ဒီဘက်မှာနောက်ဘက်ဆာမျက်နှာရှိမယ်ဟုတ်ပြီဒါဆိုရင်အခုကနေစပြီးတော့ကျွန်တော်တို့ဘလို့ဖြစ်လဲဆိုတာကိုကျွန်တော်နဲ့အတူကြည့်ကြည့်မယ်ဗျဟုတ်ပြီနော်ဒီဆာရွက်ကိုနော်ဒီမှာကျွန်တော်တို့ဆာရွက်မတူတဲ့ဟာကိုကြည့်ကြည့်မယ်ဒီမှာဆာရွက်ဒီဒီပုံစံဆာရွက်တွေ့ရပါမယ်ဒလုံဘုတ်ပုံစံဆာရွက်တွေ့ရပါမယ် ဒီလိုမျိုးပုံစံစာရွက်တွေရပါမယ်ပေါ့နော်စာရွက်၃ရက်စာရွက်၃ရက်မှာကျွန်တော်ပထမဆုံးဒီဒီစာရွက်ကိုကြည့်ကြည့်မယ်ဒီစာရွက်မှာကျွန်တော်ဒီဘက်မှာအစိမ်းရောင်နဲ့ပြရတဲ့ဖက်ပေါ့နော်ဒါကတော့ company ဘက်ကဖြစ်ပေးထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးသူ့ဘေးနားလေးမှာပါတဲ့ကျွန်တော်တို့အနာတနောနာမရေးဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီနာမည်ကိုအင်္ဂလိပ်လိုရေးမယ်ကျွန်တော်ဒီဗီဒီယိုမှာပြထားတဲ့အတိုင်းပဲရေးပေးမယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်ကျွန်တော်ဒီမှာအင်္ဂလိပ်လိုရေးမယ်ပေါ့နော်ဆိုကိုယ်နာမည်ကိုအင်္ဂလိပ်လိုရေးမယ်အပေါ်ကနေဂျပန်လို့ ဖူရိကနာဂျပန်လိုရေးမယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီအောက်မှာအာနာတနော့ယူရှော့ကျူရှော့ဆိုတာခင်ဗျားရနေတဲ့လက်ရှိလိပ်စာကျွန်တော်ဒီမှာလိပ်စာကိုအင်္ဂလိပ်လိုတော်လောက်အောင်ကျွန်တော်တို့ဂျပန်လိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်ကျွန်တော်လိပ်စာကိုကျွန်တော်တို့ရေးမယ်ဖြစ်နိုင်မယ်ဆိုရင်ဂျပန်လိုရေးပေးတာအကောင်းဆုံးပဲပေါ့နော်ဒီစာရွက်ဒီဟာလေးပါတဲ့စာရွက်ပေါ့နော်ဒီဟာကိုပဲကြည့်ဒါဆိုရင်ဒီစာရွက်လိုင်းဒီတိုင်းလေးပဲဖြစ် ဒီနေရာမှာကုမ္ပဏီဘက်ကဖြည့်ပေးထားမယ်ဒါကိုကိုယ်တိုင်ဖြည့်ရမယ့်အပိုင်းပေါ့နော်ဒီအနေအောင်နဲ့ကျွန်တော်ဖြည့်ပြထားတဲ့နေရာနာမည်ကိုရေးမယ်အပေါ်မှာနာမည်ကိုဂျပန်လိုပြန်ရေးမယ်အောက်မှာဂျပန်လိုဒီလိပ်စာကိုရေးမယ်ဟုတ်ပြီနော်နောက်တစ်ရက်သွားကြည့်မယ်နောက်တစ်မျက်နှာနောက်တစ်မျက်နှာကလည်းအတူတူပဲနောက်တစ်မျက်နှာကလည်းအတူတူပဲဆိုနောက်တစ်မျက်နှာမှာဒီမှာ hold ဆိုတဲ့ဒီအခန်းကြီးလေးပါမယ်ပေါ့နော်ဒါလေးကိုမှတ်ထားဒီကောင်ပါတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီဟာလည်းဒီအစိမ်းအောင်နဲ့ကျွန်တော်ဒီဝိုင်းပြထားဒီအစိမ်းအောင်နဲ့ဝိုင်းပြထားတဲ့နေရာက ကုမ္ပဏီဘက်ကနေတခါတည်းဖြည့်ပြီးတော့ပါလာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာကိုယ်ကိုယ်တိုင်ဖြည့်ရမှာဒီမှာလည်းအတူတူပဲအနာတလနာမရပေါ့နော်အနာတနာမရရှိမဲ့ဒီဒီနေရာမှာကျွန်တော်တို့နာမည်ကိုဖြစ်မယ်အပေါ်မှာခတ်တခဏလေးနဲ့ရင်းမယ်အောက်မှာဘာကိုရင်းမလဲဆိုတော့အခုလက်ရှိနေတဲ့နေရာလိပ်စာကိုခုနကအတိုင်းလေးပဲကျွန်တော်တို့ဒီဂျပန်လိုဖြည့်ဖြည့်ဂျပန်လိုပေါ့နော်အဓိကတော့ဂျပန်လိုဟိုနေရာလိပ်စာကိုရင်းမယ်ဒါဆိုရင်ကျွန်တော်ဒီစာပြပြီးပြီ ာတကယ်အဓိကကြားတဲ့စာရွက်ကခုမှလာမှာပါနော်ဒီစာရွက်ကလုံးဝအဓိကအကြဆုံးပဲဒီစာရွက်ကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဒီ